အားလုံးမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့ကရင်နယ်ကြားဆောင်တဲ့ BGF ရဲ့ခေါင်းဆောင်ဖြစ်သူစောချစ်သူနဲ့သူ့ရဲ့သားနှုန်းကို American ပြည်ထောင်စုကကြားဖြန့်လုပ်သူတွေလို့ဆိုကပိတ်ဆို့အရေးယူလိုက်တဲ့တဲ့မှာ မရိကန်ပြည်ထောင်စုကကရင်မျိုးသားတက်မတော် KNA ရခင်ကဗီဂျီယာဖွဲ့ရဲ့ခေါင်းဆောင်စောချစ်သူနဲ့သူ့ရဲ့သားနှုတ်ဖြစ်တဲ့စောထွေမိုးနဲ့စောချစ်ချစ်တို့ကိုမရိကန်နိုင်ငံသားတွေကိုထိခိုက်နှစ်နာစေခဲ့တဲ့ online လိမ်လည်မှုလူကုန်ကူးမှုနဲ့နေဆက်ဖြစ်ကြောမှောင်ခိုကူးမှုတွေမှာပါဝင်ပသက်ခဲ့တာတွေအတွက်ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်တယ်လို့မေလ9ရက်နေ့မှာထုတ်ပြန်ကြေညာလိုက်ပါတယ်။ အခုလိုတန်ခတ်ပိတ်ဆို့အရေးယူမှုကို American ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးယုံ OFAC က counter for ဆောင်ရွက်ခဲ့တာဖြစ်ပြီးစောချက်သူနဲ့သူ့ရဲ့အဖွဲ့အားထိုင်းမြန်မာနယ်စပ်မှာ online လိမ်လည်လှည့်ပြားတဲ့လုပ်ငန်းတွေကိုအကာအကွယ်ပေးထားပြီးအကျိုးအမြတ်တွေရယူနေတာဖြစ်တယ်လို့စွပ်စွဲထားပါတယ်။စောချက်သူဦးဆောင်တဲ့ KNA ဟာ ထိုင်းမြန်မာနယ်စပ်ကရွှေကုတ်ကိုဒေသမှာအွန်လိုင်းလိမ်လည်တဲ့စင်တာတွေကိုလုပ်ပိုင်ခွင့်ပေးထားတာလူကုန်ကူးရနဲ့နယ်စပ်ဖြတ်ကျော်မောင်းခုံလုပ်ငန်းတွေကိုအကာအကွယ်ပေးပြီးအမြင်ဆုံးရယူတာတွေလုပ်နေတာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါအပြင် KNA နဲ့ဆက်ဆက်နေတဲ့အွန်လိုင်းလိမ်လည်မှုတွေကြောင့်အမေရိကန်နိုင်ငံသားတွေအပါအဝင်ကမ္ဘာတဝန်းကလူတွေကိုငွေကြေးဆုံးရှုံးမှုတွေဖြစ်စေတယ်လို့လည်းဆက်လက်ဖော်ပြပါဗျာ။စောချက်တူကို ဒီတိတ်နယ်ဥရောပသမဂါတို့ကပြီးခဲ့တဲ့2023နဲ့2024ခုနှစ်တွေမှာအလားတူပိတ်ဆို့မှုတွေဖြစ်လုပ်ခဲ့ပူပါတယ်။ OFAC ရဲ့တန်ခတ်ပိတ်ဆို့မှုတွေကြောင့်စောချက်သူနဲ့သူ့ရဲ့သားနှုန်းတို့ရဲ့အမေရိကန်နိုင်ငံအတွင်းကပိုင်ဆိုင်မှုတွေအလုံးပိတ်ပင်သားစီသွားမှာလို့လည်းသိရပါတယ်။ဒါအပြင်သူတို့တွေနဲ့ဗန်နာရေးဆက်ဆက်ပတ်သက်မှုရှိတဲ့ကုမ္ပဏီတွေနဲ့လူပုဂ္ဂိုလ်တွေဟာလည်းအေးအေးယူခံရတာတွေဖြစ်လာနိုင်ပါတယ်။ ဒါအပြင်အမေရိကန်နိုင်ငံသားတွေအနေနဲ့စောချစ်သူနဲ့သူ့ရဲ့အဖွဲ့အစည်းတွေနဲ့ဗန်နာရေးအရဆက်ဆံမှုတွေမပြုလုပ်ကြဖို့ကိုလည်းတာမြင်ပိတ်ပင်ထားပါတယ်။ OFAC အနေနဲ့လက်ရှိအရေးယူပိတ်ဆို့မှုဟာ cyber ရာဇဝင်မှုကိုရက်တွေကိုဖြိုဖျက်ဖို့နဲ့မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးနဲ့လုံခြုံရေးကိုချင်းချောက်နေသူတွေကိုတုံ့ပြန်ဖို့ရည်ရွယ်တယ်လို့လည်းကြေညာချက်မှာဖော်ပြထားပါတယ်ရှင်။ကျမနွယ်နွယ်ပါ